မင်္ဂလာပါတီချက်တီနာဖြစ်ပါတယ်တီချက်ဒီနေ့တင်မှာက Great 12 Maths ရဲ့ Chapter 7လေး Trigonometric Function အပိုင်းမှာ Exercise 7.3လေးကိုရှင်းမှာဖြစ်ပါတယ်အဲ့တော့ဒီချက်နဲ့အတူတူ Number 1လေးကိုလိုက်ကြည့်လိုက်ရအောင်အဲ့တော့ number 1မှာက draw the graph ဆိုပြီး a နဲ့ b နှစ်ပုတ်ရှိတယ်ပေါ့နော်ဒါက10ရဲ့ graph ကိုတွက်มาဖြစ်တယ်ဒါဆိုရင်ဒီချက်ကအရှိမ10ရဲ့အမူရင်း function တွေရဲ့ sin graph ကနေ ်ကိုဆက် graph အထိကိုအားလုံးတင်ပြီးသွားပြီဖြစ်ပါတယ်เนาะအခြေခံ graph တရားဆွဲနှီးတင်ပြီးသွားပြီဒါကတော့ transformation ဖြစ်တယ်ပေါ့เนาะ tangent ရဲ့ transformation ဖြစ်ပါတယ်ဒါဆိုရင်ဒီချက်နဲ့အတူတူဇက်တိုက်ကြည့်ဘူးတဲ့လူကဒီချက်တွက်နီးအရာဆိုရင်ကြည့်ရအောင်ပေါ့เนาะဒီချက်ရဲ့တွက်နီးလေးအရာဆိုရင်ဒီချက်က10ရဲ့ transformation ကိုစဉ်းစားမယ်ဆိုရင်10ကိုအရင်စဉ်းစားတာဖြစ်တယ်။ဒါဆိုရင် y = 10အတွက်ကိုစဉ်းစားမှာမို့လို့ 10x ဆိုရင် ဘာနဲ့စဉ်းစားမလဲ sin x by cos x လို့စဉ်းစားမယ်ဒါဆိုရင်အရင်ဆုံးတီချာတို့ကဘယ်လိုလေးပေးလိုက်လဲ point တွေကို1 unit circle အတိုင်းပေးတယ်ပေါ့နော်1 unit circle အတိုင်း0ပေးမယ်ဘိုင်းဘိုင်း2ပေးမယ်ဘိုင်းပေးမယ် 3ပိုင်းပိုင်းဒူပေးမယ်ဒူပိုင်းပေးမယ်ပေါ့နော်ပြီးမှလိုအပ်တဲ့ point လေးတွေပေးမယ်10 graph ဆိုရင်ဘယ်လိုလေးမှတ်ခိုင်းလဲ graph ရဲ့အတက်အစင်းလေးကိုတီးဖို့အတွက်ဆိုရင် plus or minus ပိုင်းပိုင်း4လေးကိုပေးမယ်လို့မှတ်ထားမယ်ပေါ့နော်ဒါလိုအပ်တာလေးဆက်ပေးမယ်ဟာနော်အဲ့တော့ 10ဆိုရင်ဒီ point လေးပေးရင်ရပြီဖြစ်တဲ့အတွက်အရင်ဆုံးတစ်ချက်0ကစပေးမယ် x တန်ဖိုးက0ဆိုရင်ဒီမှာလာထဲမှာဖြစ်တဲ့အတွက် sin 0 sin 0ဆိုတော့ဒီနေရာမှာ sin 0ဆိုရင်တန်ဖိုးက0ဖြစ်ပြီး cos 0ဆိုရင်1ရတဲ့အတွက်0/1ဆိုတော့0ရတယ်ပြီးရင် π/2 ပေးမယ် π/2 ဆိုတော့ဒီမှာရောက်သွားတဲ့အတွက် sin π/2 က1ဖြစ်ပြီး cos pi by 2က0ဖြစ်တယ်1 by 0ဆိုတော့ undefined ဖြစ်တယ် undefined ကိုတခြားအတူပေါက်လေးရေးလိုက်ပြီเนาะအဲ့တော့ pi by 2ပြီးရင် pi ပေးမယ် ပိုင်ပေးတဲ့အခါမှာ sin π ဆိုတာက0ဖြစ်တယ်เนาะ x exists ပေါ်မှာဆို sin က0ဆိုတော့ sin π က0ဖြစ်ပြီး cos π က -1 ရတယ်ဆိုတော့0 by -1 ဆိုတော့ဘာရမှာလဲ0ရမယ်တခါပိုင်ပြီးရင် 3π π 2လေးပေးမယ်ဆိုတော့ 3π π 2ဆိုရင် cos sin 3π π 2က -1 ဖြစ်ပြီး cos 3π π 2က0ဖြစ်တယ် ဒါဆိုရင် -1.0 မဟုတ်လို့ undefined ဖြစ်မယ်3.2ပြီးရင်2.0ပြီးမယ်2.0ဆိုရင် x axis ပေါ်ပြန်ရောက်သွားတဲ့အတွက် sin 2.0က0 cos 2.0က1ဖြစ်တယ်0.1ဆိုတော့0ရမယ်2.0ပြီးရင်ဒီချက်က minus ဘက်ကိုပြီးမှ ဖြစ်တဲ့အတွက်ဒီလိုလှည့်ပါမယ်နောက်နိုင်လက်တန်အတိုင်းလှည့်မယ်ဒါဆိုရင် ဲ minus pi by 2ပေါ့နော် minus pi by 2ဆိုရင် y axis ကိုရောက်လာတာဖြစ်တယ်နော်ဒီ3 pi by 2နေရာလေးကိုရောက်တာမို့လို့ sin minus pi by 2က minus 1ဖြစ်ပြီး cos minus pi by 2က0ဖြစ်တယ် minus 1 by 0မို့လို့ undefined ဖြစ်မယ်ပြီးရင် minus pi ဆိုတော့ဒီကိုရောက်သွားမယ်ဆိုတော့အဲ့ဒီကိုရောက်သွားတဲ့အခါမှာ minus pi ကိုပေးလိုက်ရင် sin minus pi က0 cos minus pi က minus 1 0 by minus 1မို့လို့0ရတယ်ပြီးရင်ဒီချက်ဒီမှာနှစ်ခုထပ်ပေးမယ် graph ရဲ့အစင်းလေးအတက်ကလေးတီးဖို့เนาะဒါဆိုရင် plus pi pi 4လေးအရင်ပေး pi pi 4ပေးရင် sin pi pi 4က1 pi root 2 cos pi pi 4လဲ1 pi root 2ဆိုတော့1ရတယ် minus pi by 4 pay and 10 minus pi by 4 the minus 1ရရတယ်ပေါ့နော်ကဲအဲ့ဒါဆိုရင်အခု teacher တို့ကပုံလေးရမလုပ်လို့ရပြီအာ sorry transformation အတွက်စဉ်းစားလို့ရပြီပေါ့နော်ဒါဆိုရင် transformation အတွက် point behavior လေးကိုစဉ်းစားရင် x အပြောင်းမဲဟာက pi ဖြစ်တဲ့အတွက် pi က scaling ဖြစ်တယ်ပေါ့နော် horizontal scaling ဆိုတော့အတဲ့မြောက်မှာ ဖြစ်တဲ့အတွက်အပြောင်းမြတ်မြောက်မှာဖြစ်တဲ့အတွက် 1/x ဖြစ်ပြီး ဝါဒီကက်စကေးလင်းကအတဲမြောင်းမှာမို့လို့1.2 y ဖြစ်မယ်။ဒါဆို x နေရာလေးမှာရှေ့ကိန်းနေလာထဲမယ်။ y နေရာလေးဒီမှာနောက်ကိန်းနေလာထဲမယ်။ဒါဆိုရှေ့ကိန်းနေ0ထဲရင်0.0ပဲရမယ်။ရှိမှာပိုင်ပိုင်2 x နေရာမှာပိုင်ပိုင်2ထည့်ရင်ပိုင်နဲ့ပိုင်နဲ့ကြည်သွားတဲ့အတွက်1.2ရမယ် under 5ပေါ့နော်ပိုင်ထည့်ရင်ပိုင်နဲ့ပိုင်နဲ့ကြည်တော့1ရတယ် y နေရာမှာ0ထည့်ရင်0ပဲ 3ပိုင်းပိုင်း2ထည့်ရင်เนาะ1 by by into 3 by by 2ဒီလိုဖြစ်မှာမို့လို့3 by 2ရမယ် undefined ဖြစ်မယ်ပြီးရင်2 by ထည့်ရင်2ရမယ် y နေရာမှာ0ထည့်ရင်0ရမယ် minus by by 2ထည့်ရင် by နဲ့ by နဲ့ကြည့်တဲ့အတွက် minus 1ရမယ် undefined ဖြစ်မယ်ပြီးရင် minus by ထည့်ရင် by by ကြည့်တော့ minus 1 အာ sorry နော်ဒီအပေါ်က minus pi pi 2ထဲမှာက1 pi pi into minus pi pi 2ဖြစ်တဲ့အတွက် pi pi ကြီးတော့ minus 1 pi 2ဖြစ်မှာနော် minus 1 pi 2 comma under pi pi ထဲရင်က minus 1 y နေရာမှာ0ဆိုတော့0ပြီးရင် pi pi 4ထဲမယ်ဆိုရင်1 pi 4ပေါ့ pi ကြီးမှာနော် y နေရာမှာ1ထဲရင်1 pi 2 minus pi by 4ဆိုရင် minus 1 by 4ရမယ် y နေရာမှာ minus 1ဆိုတော့ minus 1 by 2ပေါ့နော်အဲ့တော့ minus 1 by 4ကောမှာ minus 1 by 2မှာတပွက်ဒါဆိုရင်တစ်ချက်တော့ကစာလေးအရင်ရေးမယ်ပေါ့နော်စာလေးအရင်ရေးမယ်ဆိုရင် assam တုတ်လေးကိုအရင်ရေးမှာဖြစ်တဲ့အတွက်ဘယ်မှာရှိမလဲ1 by 2ရယ်3 by 2ရယ် -1/2 ရဲ့မှာရှိတယ်။ဒါဆိုရင်ဒီစရုပ်ကဘာရေးမလဲ plus or minus 1 by 2နဲ့ plus or minus 3 by 2ပေါ့နော် plus or minus 1 by 2ရဲ့ plus or minus 3 by 2ရဲ့ comma and so on ဖြစ်တယ် domain လေးတခါလေးရေး the set of x such that x ဟာသူ့ကိုပယ်ပြီးကျန်တာအလုံးပေါ့နော်ဆိုတော့ပယ်မှာဖြစ်တဲ့အတွက် not equal plus or minus 1 by 2 plus or minus 3 by 2 comma and so on တခါ range range ကတော့10 graph ဆိုရင် real number ဖြစ်တဲ့အတွက် r r လို့ပဲရေးလဲရသလို or ဒါမှမဟုတ် the set of y such that y belongs to အားလို့ရေးလဲရတယ်ဒါတွန့်ကွင်းနဲ့ရေးတာပေါ့နော် period ကကြတော့ formula က π π b ဖြစ်တဲ့အတွက် teacher တို့ကအခုလိုချင်တာက1/2 10π x ဖြစ်တဲ့အတွက် ကပိုင်ပေါ့နော် B ကပိုင်ဆိုတော့ပိုင်ပိုင်ပိုင်ဆိုတော့1ရတယ်နော်သူရဲ့ period က1 x intercept ဆိုတာက x ဝင် u ဖြတ်မှတ်လေးနော်တမတ်တန်ဒီမှာလဲမေးရင်သိအောင်ပေါ့ x ဝင် u ဖြတ်မှတ်က y တန်ဖိုး0ရတဲ့နေရာတွေပေါ့အဲ့ဒါဆိုဘယ်မှာဖြစ်မလဲ0မှတစ်ခု 1မှာတစ်ခု2မှာတစ်ခုဆိုတော့အပေါင်းဘက်ပိုင်းအနှုတ်ဘက်လည်းပါမှာမို့လို့0 plus or minus 1 plus or minus 2ဖြစ်မယ်ပေါ့နော်ဒါကြောင့်မို့လို့ a equal to 0 plus or minus 1 plus or minus 2 comma and so on အဲ့ဒီမှာ x ဝင်ရောကအဲ့ဒီမှာဖြတ်မယ်ပေါ့နော်ကဲအဲ့ဒါဆိုရင် ဒါလေးရပြီဆိုရင်ဒီချက်တော့ပုံမှန်အရင်ဆုံးအစမ်းတုပ်လိုင်းသွားချမယ်ပေါ့နော်1.2ဆိုတော့0.5နဲ့1.5ဒီမှာသွားချမယ်နော်ဆိုတော့ point သွားချမယ် 1/2မှာဆိုတော့ +1/2 နဲ့ -1/2 +3/2 -3/2 ဆိုတော့ဒီချက်ဒီဘက် -3/2 တော့မထည့်တော့ကလေးတို့ထည့်ခြင်းလဲထည့်လို့ရသေးတယ်ပေါ့နော်။ကဲအဲ့ဒါထည့်ပြီးသွားရင်အစမ်းတုတ်တာချပြီးပြီးချပြီးပြီးဆိုဒီချက်က graph ဆွဲဖို့အတွက်ဒီချက်ဒီမှာ point ယူမယ်။ဆိုတော့ point နေချမယ်နော်။ 0, 0နဲ့ 1, 0နော်။ဒီချက်နဲ့1ပဲနော်။ 1 comma ဒါ1 by 2ဆိုဒီမှာ1ပေါ့เนาะအဲ့တော့1 comma 0မှာတပွိုင်းဆိုတော့ဒီမှာ minus 1 sorry เนาะဒီဘက်ရောက်တော့ minus 1 comma 0မှာတပွားเนาะโอเคအဲ့ဒါဆိုရင်ဒီစရောကဒါ graph ဆွဲဖို့အတွက်ကဒီဘက် အတက်အစင်းလေးကို point အတွက်ကပိုင်းပိုင်း4နဲ့ဟာကိုကြည့်ပေါ့နော်ပိုင်းပိုင်း4နဲ့ဟာက1.4,1.2နော်1.4ဆိုတော့2 0.25နော်ဒါဆိုရင်0.20.3လောက်မှာချ x axis ပေါ်မှာ0.3လောက်မှာချမယ်ဒီမှာ1.4ရှိမှာပေါ့နော်1.4 1.2ဆိုတော့အပေါ်မှာ1.2ရှိတယ်လို့မြင် အောက်မှာ minus 1 by 2ရှိတယ်လို့မြင်နော်ဒါဆိုဒီဘက်က minus 1 by 4ပေါ့နော်ဆိုတော့1 by 4ကောမာက1ဆိုတော့ဒီမှာရှိဒါလေးက1 by 4ကောမာ1 by 2နော်အောက်ဖက်ကဒီမှာပေါ့နော်ဒီမှာစုံမှာဒါက minus 1 by 4ကောမာ minus 1 by 2ပေါ့နော်ဒါဆိုခြေရောကဒီကနေပါဆွဲမလဲအတက်ကလေးဆွဲရမှာပေါ့နော်ဒါကိုတက်မယ်ပြီးရင်ဘာလုပ်မလဲခုံသွားပြီးရင်ဒီမှာကွေးမယ်ပြီးရင်ဒီလိုတက်သွားမယ်ပေါ့နော်ဒါဆိုရင်ဒီလိုဆွဲတဲ့ graph လေးကိုဒီချက်ဒီဘက်မှာအချောဆွဲထားတယ်ပေါ့နော်အချောဆွဲထားတယ်ကြံတဲ့နှစ်ဖက်ကဒီနေရာမှာဖြတ်မဲ့နေရနော်ဒီနေရာလေးမှာဖြတ်ပြီးတော့မှဒီအတိုင်းလေးကိုအတက်ကလေးပါလုပ်မယ်ဆွဲမယ် ဒါကလည်း ace ကဒီနေရာမှာဖြတ်မှာဖြစ်တဲ့အတွက်အဲ့ဒီနေရာမှာဖြတ်ဖို့အတွက်ကိုဒီဒီ point နဲ့ဒီ graph နဲ့ similar ပေါ့เนาะတန်တူတဲ့ပုံလေးကိုပါလုံးလိုက်ဆွဲလိုက်เนาะဒါဆိုဒီလိုလေးထွက်မယ်ဒီဘက်မှာဒီချက်ပုံချောလေးဆွဲပေးထားတယ်ဆက်ကြည့်မယ်เนาะအဲ့တော့အခုတချက်တို့ဒီမှာကဒါ0.0မှာ0မှာ1 point ဖြစ်တယ်ပြီးရင် 1 by 4, comma 1 by 2. No? 1 by 4, comma 1 by 2, the point. Bien, dinama, minus 1 by 4, comma minus 1 by 2, no? Minus 1 by 4, comma minus 1 by တူမာကတပွိုင်းပေါ့เนาะဒီနေရာမှာရှိမယ်ကဲအဲ့ဒါဆို point က graph ကဒီလိုလေးထွက်လာပြီပေါ့ဒါဖြတ်မှတ်လေးတွေဖြစ်တယ်เนาะဆိုတော့ဒါကုနာဖြတ်ထားတဲ့ point လေးတွေ1.0နဲ့ -1.0 မှာเนาะဟုတ် ကဲဒီလိုလေးဆွဲပြီးပြီဆိုရင် point နေရတော့ခုနကဘက်ကလိုမျိုးပဲပေါ့เนาะဒါအစမ်းတုပ်ဆွဲမယ် x axis ပါမယ် y axis ပါမယ် period က1ဖြစ်တဲ့အတွက်ဒီကနေဒီ ठी က1.2ဖြစ်တယ်เนาะ sorry เนาะဒါဒီချက်ဟိုဘက်က graph view တော့ point point 2ဖြစ်နေတာဒါက1.2ဖြစ်မှာเนาะအဲ့တော့အခုဒီချက်ဒီဘက်မှာကတော့ဆွဲပြပြီးသားပေါ့เนาะဒါဟိုဆွဲပြီးသားဟာလေးယူလိုက်လို့ နော်3/2မဟုတ်နော် -1.2 +1.2 3/2မှရှိမယ်ပီရီယက်ကကြာတော့ teacher တို့ကဒီကနေဒီထိက1/2ဒီကနေဒီထိက -1/2 ဆိုတော့1ဆိုတော့ဒီကနေဒီထိပေါ့နော်အဲ့ဒါကဘာလဲပီရီယက်ဖြစ်တယ်။အော်မြားမထည့်ဘူးနော်ဒီထိပဲပေါ့ဒါကပီရီယက်နော်ပီရီယက်က1ဖြစ်မယ်ဒါဆိုရင် teacher တို့ကဒါဘာလဲ y equal to 1/2 10 by x အတွက် graph ဖြစ်တယ်ဆိုတော့စုံသွားပြီပေါ့နော် b လေးကိုကြည့်အောင်နော် b လေးမှာကဒီစ10အတွက်ကပြမဆွဲတော့ဘူးပေါ့နော်ခုနကအတိုင်း10အတွက်ကရေးပြီးသားလေးကိုဆက်ကြည့်မယ်ဒါဆိုရင်သူ့ရဲ့ point behavior လေးကိုပြောမယ်ဆိုရင်1/2ကပြောင်းပြန်မျှောက်ရမှာမို့လို့ 2x, ဒါကအတင်းမြောင်းမှာမို့လို့ဒူးဝိုင်ပေါ့နော်ဒါဆိုရင်ဒီမှာ0လာထည့်မယ်ဆိုရင်2 into 0ဆိုတော့0 0ပဲပေါ့နော်ပိုင်းပိုင်း2ထည့်မယ်ဆိုတော့2 into ပိုင်းပိုင်း2နော်ပိုင်းပိုင်း2ဖြစ်တဲ့အတွက်ဒူးဒူးကြည်သွားမှာမို့လို့ပိုင်းရမယ်။ပိုင်းကွန်မအန်ဒါဖိုင်းဖြစ်မယ်။တခါပိုင်းထည့်မယ်ဆိုရင်2ပိုင်းကွန်မ y နေရာမှာ0ဆို0ထွက်မယ်။ ပြန်3ပိုင်ပိုင်2ထည့်မယ်ဆိုတော့ do into 3ပိုင်ပိုင်2မို့လို့3ပိုင်ရမယ်3ပိုင် comma undefined ဖြစ်မယ်2ပိုင်ထည့်မယ်ဆိုရင်4ပိုင်နော်4ပိုင် comma 0ရမယ်ပြီးရင် minus ပိုင်ပိုင်2ဆို2ချိန်မှာဖြစ်တဲ့အတွက် minus ပိုင် comma undefined minus ပိုင်ဆိုတော့ minus 2ပိုင်ပေါ့ -2.0 ဖြစ်မယ် by by 4ဆိုတဲ့အတွက်2 into by by 4ဆိုရင် by by 2ရမယ်ပေါ့နော်ဆိုတော့ by by 2, 1သွားထည့်တော့2ပြီးရင်ဒါက- by by 2, -2 ပေါ့ဒါဆိုရင်ဒီချက်စာအရင်ရေးမှဖြစ်တဲ့အတွက်အစမ်းတုပ်ကိုအရင်ရေးရင် by ရဲ့3ပိုင်ရဲ့ဆိုတော့ plus or minus by plus or minus 3 pi no plus or minus pi plus or minus 3 pi and so on no ဆိုတော့ plus or minus pi comma plus or minus 3 pi comma and so on เนาะပြီးရင် domain တစ်ခါလေးရေး the set of x such that x ဟာသူ့ကိုပဲဆိုတော့ not equal to plus or minus pi comma plus or minus 3 pi comma and so on နော်ပြီးရင် range ကတော့ပါပဲလေ r ပဲဆိုတော့အစုနဲ့ရေးချင်ရင် the set of y such that y belongs to r ပေါ့နော် period ကကြတော့ pi pi b ဖြစ်တဲ့အတွက်အခုရှိတဲ့ b လေးရပါလေ1.2နော်အဲ့တော့ pi pi 1.2ဆို1.2 upon 10 light dot 2 pi ပေါ့ not 2 pi x intercept က0နဲ့တွဲတာလေးတွေဆိုတော့0ရယ်2 pi ရယ်4 pi ရယ်ပေါ့ဒါဆိုရင်0 plus or minus 2 pi plus or minus 4 pi comma and so on အဲ့ဒါက x intercept ပေါ့နော်ကဲအဲ့ဒါဆိုရင်ချက်တို့ဒါရသွားပြီဆိုရင် ုံလေးမှာသွားတက်မယ်ပေါ့နော်ပုံမှာအစမ်းတုတ်ကပိုင်မာရဲ့3ပိုင်မာရဲ့နော်ဒါအဲ့တော့ဒီချက်ဒီမှာအစမ်းတုတ်လိုင်းလေးတွေချလိုက်ပြီနော်ပိုင်ရဲ့ minus ပိုင်မာရဲ့3ပိုင်ရဲ့ -3 ပိုင်ရဲ့မှာအစမ်းတုတ်ချလိုက်ပြီနော်အစမ်းတုတ်ကပိုင်နဲ့3ပိုင်မှာကဲအဲ့ဒါပြီးရင် x intercept လေးကဘယ်မှာဖြတ်မလဲဆိုတော့0,0 2.0เนาะ 0.0ပိုင်ပြီးရင်ဒီမှာ2ပိုင်ရှိမှာเนาะဒါဆိုရင်2ပိုင်0.0ဆိုရင်ဒီဘက်ရဲ့တဝက်မှာကဘာဖြစ်မလဲ -2 ပိုင်0.0เนาะဒါတပွင့်เนาะအဲဆိုရင်အခုဒီချက်တို့ဆွဲမဲ့ပုံလေးကဘယ်လိုဖြစ်သွားမလဲအလင်းမှာပိုင်ပိုင်2ရှိမှာเนาะဒီမှာပိုင်ပိုင်2ရှိမယ်ဒီမှာလည်း ပိုင်းပိုင်း do ရှိမယ်နော်အဲ့ဒါဆိုရင် point ကအခုတချို့လိုဆွဲပြီးသွားရင် graph ကဒီမှာပိုင်းပိုင်း do, do နဲ့ minus ပိုင်းပိုင်း do, do မှာဆွဲမယ်ပေါ့နော်ဆိုတော့ပိုင်းပိုင်း do, do ဆိုတော့ဒီမှာရှိနော်ဒါကပိုင်းပိုင်း do, do ပြီးရင်ဒီဘက်ကဒါ minus ပေါ့နော်ဆိုတော့ဒီနေရာလေးမှာ minus pi by 2 comma minus 2ရှိမယ်ဆိုတော့ဒါလေးကိုဆက်ပြီးတော့မှကျွန်တော် graph ဆွဲလိုက်တဲ့အခါမှာရမယ်ပေါ့နော်အဲ့တော့ graph ဆွဲထားတာကိုဒီဘက်မှာပြမယ်ဒီလိုလေးဖြစ်မယ်ပုံပါနော်အဲ့တော့ဒီလိုလေးဖြစ်မယ်ဆိုတော့ခုနကဖြတ်မှတ်ကလေးတွေလည်းတစ်ချက်ဆွဲပြီးသွားပြီပေါ့နော်ဖြတ်မှတ်ကလေးတွေဆွဲပြီးပြီးစင်တူအောင်ဆွဲလိုက်တယ် x exists တတ်မယ် y exists တတ်မယ်210 1.2x ရဲ့ graph တတ်မယ် period တတ်မယ် ဘီရက်ကဒူပိုင်ဖြစ်တဲ့အတွက်ဒီစရိုဒီ0ကနေဒီထီယာပိုင်ဒီဘက်ကလည်း minus ပိုင်ဆိုပိုင်နဲ့ပိုင်နဲ့ပေါင်းတော့ဒူပိုင်ဆိုတော့ဒီကနေဒီထီကသူ့ရဲ့ period ပေါ့နော် period က2ပိုင်ဖြစ်ဒါပဲပေါ့နော်အဲ့ဒါဆိုရင်ပုံမှန်လဲစုံသွားပြီစာလဲရသွားပြီဆိုတော့ချယ်ရီရဲ့ပုံလေးရသွားပြီပေါ့နော်အားလုံးရမယ်လို့ထင်ပါတယ်နောက်ဗီဒီယိုမှာဆက်ဆောင်ကြည့်ပေးပါအားလုံးမင်္ဂလာပါ